ဘာသာ14မျိုးလောက်ငါလက်လန်းနေတလို့ပေါ့ဘာသာအကြီးက၄မျိုးရှိတယ်14မျိုးလောက်လေ့လာကုန်တယ် comparative study လို့ခေါ်ပါတယ် religion တွေက Buddhism other religion 14ဘာသာ14မျိုးလောက်လေ့လာလိုက်ရင်တော်တော်များများဆိုရင်ပြီးတော့ sorry ဘာသာ14မျိုးလုံးလေ့လာပါတယ်အကေဝေးများထေရဝါဒဗုဒ္ဓဘာသာတဲ့ကောင်းတဲ့ဘာသာတစ်ခုရှိခင်ဗုဒ္ဓဘာသာဖောင်းကြီးချွတ်ပြီးပြောင်းရအစင်းနေမယ်ဆုံးဖြတ်ချရပြီလားကောကောကိုချတာကိုကိုခွင့် this is my right right ဆာ my rights တင်ငါအခွင့်ရေးလေဆာငါပြောင်းလဲဝင်ရှိတယ ငါဘုန်းကြီးကထွက်ခွင့်ရှိတယ်ငါကဘလီစီယာလုပ်ခွင့်ရှိတယ်ခရိယဓမ္မစီယာလုပ်ခွင့်ရှိတယ်ငါ this is my right ဘယ်သူမှငါ့ကိုလိုက် control လုပ်လို့မရဘူးငါခွင့်ရေးလေငါစာရီဖတ်ထားတာကျဆိုဘာသာဒီအကောင်လေးလာကြည့်လိုက်တယ်အော်တခုတည်းလေးလာတာမဟုတ်ပါဘူးပြောရင်လည်းကြွားရမယ် Buddhism ကို A နဲ့ Z ထိလေးလာလိုက်တယ်ဒါဆိုကုန်သွားပြီဒါကြွားပြောတာမဟုတ်ဘူးဒီမြန်မာတိုင်းနိုင်ငံလုံးကဘာဘဝအဲ့ဒီရှင်ရဲတယ် ဗုဒ္ဓဇင်ကအဲ့ဒါလို A to Z တိလေ့လိုက်လို့မြန်မာနိုင်ငံမှာဓမေသီတပါးတည်းပဲရှိတယ်။ကဘာမှာတပါးတည်းရှိတယ်ပြောရင်ကြွားတယ်ဖြစ်မှာဆိုလို့ Buddhism in ends anatomy ဘုရားဘာသာနဲ့ anatomy Buddhism in B biology Buddhism in abortion အဲ့လို A အဲ့လိုအဲ့လိုလေ့လာတာကိုယ့်ကိုလေ့လာတချိန်မှလဲသူများတွေလဲအဲ့လိုတင် B Buddhism ကို A B C အကုန်လုံး Buddhism အကုန်ဟိုးဇူးတိအောင်အဲ့လို A B C အဲ့လိုရှင်ပြီးတော့ဒါကအခရာစင်နဲ့တွားပြီးတော့ဘာသာရက်တွေလဲ အခုအကုန်လုံးအဲ့စာအုပ်တွေအောင်ကြောက်မှရှိတယ်စာအုပ်တွေကိုဖတ်တော်မယ်ဆိုအခုဒီလကန်နီးမှာစာအုပ်စာအုပ်ရင်800လောက်ဝယ်ခဲ့ပါတယ်အဲ့ဒီစာအုပ်800ဝယ်တဲ့ခါမှာသူပြောသူပြောနေပုံပဲအဲ့ဒီစာအုပ်ထဲမှာဖတ်လို့ရတဲ့ select insight ဆိုတဲ့အထဲကိုကြည့်လို့ရတယ်ဆိုတဲ့စာအုပ်ကိုပဲရွေးဝယ်တာဆိုအဲ့ဒီစာအုပ် Buddhism and Politics Political Science Buddhism and Environment Protection ဘုရားဘာသာကတဘာပဝင်ရဘလို့ထိမ့်သိမ့်လဲအဲ့လို EABCE ကိုချင်းအဲ့စာအုပ်မှာစာမျက်နှာ14 5မျက်နှာအညွှန်းရှိပါတယ် စိတ်စာကိုဖတ်ကြည့်လိုက်ကြိုက်ပြီဆိုရင်ရေးတဲ့ပုဂ္ဂိုလ်အထုပ်ပတ်တွေကိုရှာမယ်ဒီစာအုပ်ကိုဘယ်သူရေးဒေါက်တာဝင်းစောရေးတယ်ဒေါက်တာဝင်းစောဘယ်ကကောင်းဆဟာဘယူနီဗာစီတီကသူဟုတ်ပြီသူဘာတွေလုပ်လဲဆိုတော့သူ့ရဲ့အကြောင်းအရင်ဖတ်ပါတယ်ဖတ်ပြီးရင်အဲ့ဒီစာအုပ်ရဲ့ကြည့်ပြီးတော့စစ်စာအုပ်ကောင်းပြီဆိုโอเคတုပ်ဝင်လိုက်တယ်အဲ့လိုမျိုးဆိုတော့ဒီစာအုပ်800လောက်ကဏ္ဍန်းကိုတအုပ်ကိုစာမျက်နှာအစိမ့်နေပဲတွက်ပါတနေ့ဘလောက်ဖတ်ရမယ်ဆိုတော့မိနစ်6နာရီနဲ့ညနေ6နာရီလောက်မှစာအုပ်3လေးကိုအပီမှားလိုက်ပြီအဲ့လိုမှားလိုက် အဲ့တော့အဲ့ဒါပြီးရင် Buddhism in Afghanistan Argentina အဲ့ဒီဟို Buddhism and Zimbabwe ပုံသားတာကပုံသွားပြီအဲ့ဒါလေးလာပြီးသွားပြီဗုဒ္ဓဘာသာနဲ့အေနိုင်ငံတွေကနေဆိုတော့နိုင်ငံ180လောက်ဗုဒ္ဓ Buddhism နဲ့ Russia A B C D Buddhism နဲ့ Bolivia Buddhism နဲ့ Brunei အဲ့လိုသွားတာဒါဆရာတို့ရဲ့လေ့လာနေရအောင်ညီငယ်ညီမငယ်တွေမင်းတို့လုပ်ချင်အဲ့လိုလုပ်ပါဆိုတော့ Buddhism နဲ့ Forest ဗုဒ္ဓ Buddhism ecography ဆိုအဲ့လိုမျိုးဘုရားဘုရားဘာသာဘုရားစင် business အဲ့ဒီမှာဘာတော့သွားတွေ့ရလဲဆိုတော့ဒီနေ့ခေတ်အချိန်မရသောပုံကိုယ်တွေ business man တွေအတွက်အလွန်အချိန်တူတောင်းသောပုံကိုယ်တွေအတွက်တကယ်ကောင်းတဲ့ဘုရားဘာသာဆောင်ရည်လည်းကောင်းတာ Buddhism for businessman ဟာကောင်းမျိုးကြည့်လိုက်တော့ရေးတဲ့ပုံကတကယ် businessman လေကဘာကမှတော့စီဝါရေးတောင်းရတဲ့ပုံတွေကိုအဲ့ဒီဘုရားဘာသာ Buddhism အသိပ်ပြီးတော့နောက်တစ်ခုကအဲ့ဒီဆောင်အောက်မှာ Buddhism for business world တိတ် တိတ်ပြီးတော့မှအလုံးရှုံနေတဲ့ပို့ဒီစာအုပ်ကိုဖတ်ပါဗုဒ္ဓဘာသာလွယ်လွယ်လေးသိအောင်ပါပါလေးစာအုပ်ကဟာကောင်းလိုက်တော့အေးသားအဲ့လိုမျိုးကြီးဗုဒ္ဓဘာသာဆိုတော့နောက်ကပြီးတော့မှပြီးတဲ့ပြီးတော့မှတော့ညမညငယ်ညမလှုပ်ချင်ရင်အဲ့ဒါပြီးသွားပြီအဲ့လိုသူရိသနာလှုပ်တယ်အကြာကြီးလှုပ်ရတယ်ပြီးတော့မှအိုင်းစတိုင်နေစလိုက်ဗုဒ္ဓဇင်နဲ့အယ်ဘတ်အိုင်းစတိုင်ဗုဒ္ဓဇင်နဲ့စတီဗင်ဟော့ကင်ဗုဒ္ဓဇင်နဲ့ဂျွန်လန်နော်ဗုဒ္ဓဇင်နဲ့ပေါ့တ်မက်ကာနီဗုဒ္ဓဇင်နဲ့အဲ့တော့ရုပ်ရှင်မင်းသားမင်းသမီး ိမံပညာရှင်အဲ့ဒီတွေကဘုဒ္ဓသူ့ရဲ့ဘောရဘာသာနဲ့ဘုဒ္ဓဇင်နဲ့ဘေသမရတွေကဘောရဘာသာပေါ့ဘလို့မြင်လဲဆိုတော့ဘုဒ္ဓဇင် and the presidents ဘုဒ္ဓဇင် and prime minister ဆိုတော့အဲ့ဒီဘောရဘာသာကိုမြင်တဲ့အဲ့ဒီလူတို့လေ့လာပါဆိုတော့ဒီကြည့်လိုက်တော့ထေရဝါဒရဲ့အာသာချက်ဒါကွက်ကိုပြောတာပါဆိုတော့မဟာယာနကိုလည်းကောင်းမဟာယာနကြောင်းရှင်ချက်ချင်းရတာခုနကမှဟိုကြောင်းကထိန်တရားသွားဟောရင်းနဲ့ကားလေးသွားလိုက်တော့ လူတွေကြည့်တော့လူလက်ထက်မှာပရီးလေးတွေနဲ့တော့မြေဘေးရတယ်ဆိုဂျပန်မှာပါတဲ့ဘုန်းကြီးကြောင့်ရှိတယ်ဆိုရှိတယ်တဲ့ဘုန်းကြီးတထေးဂျပန်ဘုန်းကြီးတထေးဒီသူ့ချိန်ထားတယ်သူနဲ့ကနေဆွေးနွေးတော့လိုက်ကြည့်လို့မရရပါတယ်တဲ့ဆိုတော့သူတတုတ်သေးပဲရှိတယ်သူကဂျာမန်တုံးတဲ့လိုဒတ်သုတရစတ္တမပုံတရိကမဟာယာနကိုနှစ်ချက်ပဲဖြိုလို့ရတယ်ဝဂျီရာစိန်တုတ်တဲ့ဒိုင်မွန်သုတရနဲ့ဂျာမန်တုတ်တဲ့နှစ်တုတ်တန်သိအဲ့ဒီမဟာယာနကိုကြိုက်တယ်လို့လို့ရတယ်ဒါတော့မင်းတို့ပြောလိုက်တာထေရဝါဒပြီးရအများကြီးရဲ့ မာယနာနှစ်တော့တည်းပဲလေးလားစရမပုံရိကသုတ္တရကိုဆလုတ်တသုတ္တရလို့သုံးတယ်ပြီးရင်ဒိုင်မွန်သုတ္တရအဲ့ဒီစိန်တော့ရဲ့ဂျာပန်တော့ကဲနှစ်တော့ကိုမျိုးလိုက်ရင်ဂျပန်ကိုရီးယားမွန်ဂိုလီးယားတရုတ်ဟောင်ကောင်အာဘရင်ပဲဘယ်ထေရဝါဒမရဘူးတောင်းလဲနှစ်တော့တည်းပဲအဲ့ဒါကိုပြီးတော့အဲ့နှစ်တော့ကိုလည်းသူချိဖတ်တယ်စတ်တူအဲ့ဒီတရမပုံတို့ကစရမပုံတို့ကသုတ္တရတနည်းအားဖြင့်လိုဒသုတ္တရအဲ့ဒီဥစ္စာကိုလည်းကြည့်လိုက်ပြီးတော့ဒါနဲ့ သူသူ့เจ้าကိုကိုကသွားတော့မယ်သွားတော့မယ်ဆိုသူ့เจ้าရဲ့လိပ်စာလေးကိုအီးမေးလ်ရဲ့ရှာသွားပြီးတော့ကိုကကိုအရင်ရှာပြီးတော့မှဒီเจ้าကိုဘသူတီထောင်ခဲ့တယ်အဲ့ဒီဂျပန်ကဘယ်တော့မှစတယ်ဘယ်နှခုနှစ်ကအဲ့ဒါကိုကိုကအရင်လေ့လာလိုက်ဒါမှမင်းကငါ့ကိုသိလို့လားဆိုဒီလိုလုပ်ရတယ်မဆိုမာတုလတတ်မရန်တီကိုဘသူတီဆောင်လဲဘယ်ဆရာတီဆောင်လဲဘလိုအဲ့ဒါလေးကိုသူ့ရဲ့ခုနှစ်ကသူ့ရဲ့ဂိုင်းကိုသိပြီးတော့ဩဂျပန်နိုင်ငံရဲ့နာမည်ကြီးဂိုင်းပဲဟုတ်ပြီဂျပန်ရဲ့ဂိုင်းနေသိတော့မှသူ့နဲ့သွားစကားပြောတော့ဟာမင်းက ထေရဝါဒတာပြောတယ်မင်းတို့ထေရဝါဒဘုန်းကြီးတွေကတို့မာယာနဲ့တို့စိတ်ဝင်စားဦးလေစိတ်ဝင်စားတယ်။ဟာမင်းတော်တော်သိထားတာပဲတဲ့သိတယ်သိတော့အဲ့ဒါဆိုရင်ကွာအနည်းဆုံးတော့ဓာရမယ်။အမေနိုင်ငံညာမှာအဲ့ဒါလေပသေးတယ်နေစရာလေးရဓာလိုတယ်။အသူသူကြောင်းသွားတက်ရင်ကိုတက်မဲ့ဘက်ကလယ်ယူနီဗာစီတီနဲ့သူနဲ့လှမ်းကြည့်မြင်နေရရင်နောက်ဆုံးတော့ကားလေးမောင်းပို့မယ်။ဟုတ်သူများမာယာနဲ့သိတော်ရကောင်းတယ်။ထေရဝါဒဘုန်းကြီးတပါးထေရဝါဒဘုန်းကြီးတို့ဒီနေ့ချင်းတို့အမေရိကန်မှာလက်မခံဘူး။အဲ စရရကြည့်လေလေဘုကောဘယ်နှရကြမှာလဲတဲ့ဒီတော့တဝါလောက်နေမှာဆယ်လ6လနေမှာဘာလို့လဲအာဂန်တို့တွေအဲ့တော့ခေါင်းကုတ်ပြီဘယ်တော့လည်းမခံဘူးဗမာအချင်းချင်းထေရဝါဒဘုန်းကြီးများဘယ်တော့ယာယီအာဂန်တို့ဒီမင်းဆရာတော်ဖေရတော့ငါလည်းဘယ်ကျငါငါဟိုတယ်တဲရင်တဲလိုက်တယ်နေရာတွေသွားတယ်ငါဟိုတယ်တော့တဲလိုက်ကြီးကျယ်တာမဟုတ်ဘူးမဘရစ်ဘိန်းသွားမယ်ဆော့နယူးယောက်သွားမယ်ဘုကောဘာလို့ကြောက်မလဲဒီဟိုတယ်တဲလိုက်ဟိုတယ်တော့တဲတာခொနှစ်ရက်ခொနှစ်ရက်ခါပြေးလိုက်ဗမာအချောင်းကိုသိလို့သိမကြည့်ဘူးခဏ၃လရက်တော့ရတယ် ခொနှစ်ရက်ရှိရကြလို့ရှိရင်စောင်းတယ်လို့မြောင်းလို့ဖြစ်လာတယ်။အာခံတို့တွေကလည်းများတာတရားဝင်နေဟိုမော့ဂိတ်ဖို့အဲ့တော့ပြညီးပြီတို့ကညီးတယ်။ဆရာတော်အရှင်စေကိန်းကပြောတယ်မင်းတို့အမေရိကမလာဘူးကွာတဲ့မင်းတို့တွေဖုန်ကြီးဖုန်ကြီးဟိုကြောင်းတဲတယ်အဲ့လိုပြောသွားတာ။အဲ့အိမ်မှာအဲ့ဒီဂျပန်ဖုန်ကြီးကအချိန်မရွေးတဲ့လိုအပ်တာအကူအညီပေးအောင်ငါကွာလို့ငါဒီနာကြောင်းတက်ချင်တယ်လို့ဆိုမင်းကြောင်းမင်းနဲ့လည်းနေနေတယ်လို့ဟာကိစ္စမဖြစ်ဘူးငါကုန်ကူညီမယ်တဲ့။သူကြောင်းသွားနေရတယ်နော်။ဒီခုတော့ရှိတော့မာယာမာဟာယာနလို့တော့နည်းနည်းတော့လိုက်တင်တော့ ်သူကတဏှာကြီးမှစားရင်တဏှာကြီးမှစားရမယ်ဒီဇိုင်းပေါက်သွားမယ်လေအဲဆိုနေရာဒေတာကိုကြည့်လိုက်တော့အဲ့ဒီကြောင်းလေးကိုဒီမြင့်ကြောင်းနေအများကြီးရှိတယ်ဒီကြောင်းလေးကအကဲသူရှိမှငါခဏနေလို့ကြောင်းနဲ့အဝင်ထွက်ရှိလို့သူထမင်းစားတဲ့တောက်တဲ့အချိန်ကသူစားရင်အချိန်စားရင်လေအဲ့ဒီနဲ့လမ်းလျှောက်သွားလိုက်တဲ့အဲဒီကနေနိုင်စင်လောက်မှာဘူဖေးဆိုင်နေရှိတယ်အဲ့ဒါကိုအချိန်နေဒီဘက်မှာကဘူဖေးဆိုင်ရှိတယ်ဒီဘက်ကဖုံချောင်းဒီဘက်ကတက်ကတူဆိုတော့နေအဲ့လိုရွေးရတယ်ဒီလိုစုံစုံစင်စင်ရဖို့အတွက်အလွန်ခက်ရင်းတယ်ဖုံကြီးကြောင်းရှိမယ်ကြောင်းနဲ့အဝေးကြီး တက္ကသိုလ်ရှိမယ်ဒါမရှိဘူးဘာမှလုပ်လို့မရဘူးအဲ့ဒီအချက်လက်ကြောင့်မြန်မာဖုန်းတော်ကြီးတွေနိုင်ငံခြားမှာရက်တည်ဖို့အတွက်တိတ်ခတ်ခဲတယ်